ဒီကျွန်တော်တို့လူတွေမှာစကားပြောဆိုမှုနဲ့ပတ်သက်ရင်စကားပြောဆိုမှုဆိုင်ရာဒီစကားပုံဆူယိုးစကားတွေနောက်ကြပြားတွေစာပေတွေကျမ်းငယ်တွေညှ့စွာရှိပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ချစ်စင်လူခရင်းလက်နဲ့တစ်မုန်းစင်လူခရင်းလက်နဲ့တစ်နေ့စဉ်ပြောလဲမတက်တာစကားအနှုတ်ချိုတော်ချိုတပါနှုတ်ကောင်းတော့ပြီဆိုစသည်အပြင်ဒီလိုမျိုးစကားပုံဆူယိုးစကားတွေညှ့စွာရှိသလိုကြပြားစာပေတွေမှာဆိုရင်လည်းတယောက်စကားတယောက်နားမှာမခါရအောင်တတိဆောင်၍မောင်တို့ဆိုလေပြားတကားတို့ ချိုလာစေအဲဒီလိုမျိုးကြပြားတွေနောက်ဒီစာပေတွေမှာဆိုရင်လည်းဒီကျွန်တော်မြန်မာတွေမှာဆိုရင်လည်းစကားကြီးဆယ်ခုလို့ဒီစကားစကားပြောင်းနည်းတွေနောက်ဒီနိုင်ငံမှာဆိုရင်လည်းနံပါတ်ကြီးရဲ့စကားကဘာတွေလဲဆိုရင်စကားပြောင်းနည်းဟာဒီမိတ္တဗလာဒီကာတို့လိုစကားပြောဆိုနည်းတွေနဲ့ပတ်သက်ပြီးတော့စကားပြောဆိုမှုဆိုင်ရာနည်းလမ်းဥပဒေတွေညှဆော်ရှိပါတယ်ဒီထက်အနေမှာကျွန်တော်ရဲ့လူငယ်နဲ့မိတ်ဆွေတို့ဘာလို့မျှဝေပေးသွားခြင်းလဲဆိုတော့ဒီကျွန်တော်မြတ်စွာဘုရားရှင်ဟောကြားထားတဲ့မိစိမပနာတာပါဠိတော်ဒီဂဟပတိဝဲ အဘယရာဇကုမာရတုတ်တော်မှာကျွန်တော်မြတ်စွာဘုရားရှင်ဟောကြားထားတဲ့ဒီစကား6ခုလူနိုင်ထွန်း၄ခုကိုပဲနှစ်ခွန်းတယ်ဆိုတော့ဒီအကြောင်းအရာလေးကိုပြန်လည်ပြီးတော့မျှဝေပေးသွားကြပါမယ်။အဲစကား6ခုလူနိုင်ထွန်း၄ခုကိုပဲနှစ်ခွန်းတယ်ဆိုတာကတော့ကျွန်တော်ရဲ့ဒီမြတ်စွာဘုရားရှင်ကဒီစကား2မျိုးပဲပြောဆိုလေးရှိပါတယ်တဲ့။ကျန်တဲ့၄မျိုးကိုတော့ပယ်လေးရှိတယ်၊ရှောင်ကျင်လေးရှိပါတယ်တဲ့။ဒါဆိုမြတ်စွာဘုရားရှင်ကဘယ်လိုမျိုးစကား2မျိုးကိုပဲပြောလာလဲဆိုရင်တော့ဟုတ်မှန်တယ်အကျိုးရှိတယ် လူတွေကလည်းနစ်သက်တယ်ဆိုရင်တော့ဒီလူမျိုးစကားကိုမြတ်စွာဘုရားရှင်ကပြောကြားပါတယ်တဲ့ဟုတ်မှန်တယ်အကျိုးရှိတယ်လူတွေကတော့မနစ်သက်ဘူးအဲဒီလူမျိုးစကားကိုဆိုရင်တော့မြတ်စွာဘုရားရှင်ကအချိန်နဲ့အချိန်ကာကြည့်ပြီးတော့မှပြောဆိုလို့ရှိပါတယ်တဲ့ဒါဆိုရင်မြတ်စွာဘုရားရှင်ရှောင်ကျဉ်လေးရှိတဲ့စကားတွေကဘာတွေလဲဆိုရင်တော့ဟုတ်မှန်တယ်အကျိုးမရှိဘူးလူတွေကတော့နစ်သက်တယ်အဒီလိုမျိုးစကားဆိုရင်လည်းမြတ်စွာဘုရားရှင်ကမပြောပါဘူးတဲ့နောက်ဟုတ်မှန်တယ်အကျိုးမရှိဘူးလူတွေကလည်းမနစ်သက်ဘူးဒီလိုမျိုးစကားဆိုရင်လည်းမြတ်စွာဘုရားရှင်ကကြောက်ကြလို့မရှိပါဘူးတဲ့ မဟုတ်မှန်ဘူးအကျိုးမရှိဘူးလူတွေကတော့နှစ်သက်တယ်ဒီလိုမျိုးစကားဆိုရင်လည်းမြတ်စွာဘုရားရှင်ကမပြောကြပါဘူးတဲ့မဟုတ်မှန်ဘူးအကျိုးလည်းမရှိဘူးလူတွေကလည်းမနှစ်သက်ဘူးဒီလိုမျိုးစကားဆိုရင်လည်းမြတ်စွာဘုရားရှင်ကပြောကြလို့မရှိပါဘူးတဲ့အဲ့ကြတော့ဘယ်ပုံမှအခြေခံလဲဆိုတော့ဟုတ်သလားမဟုတ်ဘူးလားမှန်သလားမမှန်ဘူးလားအကျိုးရှိလားအကျိုးမရှိဘူးလားလူတွေနှစ်သက်လားလူတွေမနှစ်သက်ဘူးလားဆိုတော့ဒီအကြောင်းအရာ၆ခုပေါ်မှာအခြေခံပြီးတော့ဒါပြောထားတဲ့ခေါ်ထားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် နောက်ဒီစကားပြောဆိုမှုနဲ့ပတ်သက်ရင်ကျွန်တော်တို့မြတ်စွာဘုရားကဘာတွေဟောကြားထားသေးလဲဆိုတော့ဒီဒုစရိုက်တရား၁၀ပါးမှာဝစီဒုစရိုက်တရား၄ပါးဆိုတာရှိပါတယ်။ဒီဝစီဒုစရိုက်တရား၄ပါးကိုလည်းဒီဗီဒီယိုလေးထဲမှာပဲတစ်သက်တည်းမြောက်ဝေသွားကြပါတယ်။ဒီဝစီဒုစရိုက်တရား၄ပါးကဘာတွေလဲဆိုရင်တော့နံပါတ်၁ကဘုသာဝါဒမဟုတ်မမှန်သောစကားကိုလင်းညာလဲပြားသောစကားကိုပြောဆိုခြင်းပဲဖြစ်ပါတယ်။အဲဒါတော့မဟုတ်မမှန်သောလင်းညာလဲသားသောစကားကမြင်တာကိုမမြင်ဘူးလို့ပြောတယ်။မမြင်တာကိုမြင်တယ်လို့ပြောတယ်။မသိတာကိုသိတယ်လို့ပြောတယ်။ တိတာကိုမတိဘူးလို့ပြောတယ်အစတည်းအပြင်ဒီလိုမျိုးအခရိလိုက်စားပြီးတော့မောမမှန်လှုပ်ကြံပြီးတော့လင်ညာလဲစားပြီးတော့ပြောတဲ့စကားတွေကိုလည်းရှောင်ကျင်ရပါမယ်တဲ့နောက်ပိတုနာဝါစာတယောက်နဲ့တယောက်ချစ်ခင်ရင်းနှီးမှုပြိုကွဲသောအောင်အတင်းတင်းအဖွဲစည်းတစ်ခုချစ်ခင်ရင်းနှီးမှုစီးလုံးညီညွတ်မှုတွေပြိုကွဲသောအောင်မပြောဆိုရပါဘူးတဲ့ဂုံးချောပြီးတော့စကားအောင်စကားဝယ်တွေမလုပ်ရပါဘူးတဲ့နောက်ပါစကားလဲဆိုတော့ဖရုတ်တာဝါစာဆေးရည်ကြံတဲ့သောစကားတွေကိုလည်းမပြောဆိုရပါဘူးတဲ့တစ်ဖက်သားမခံချင်အောင် မြတ်ဒေါသထွက်အောင်စောက်တရမကြအောင်တင်းငင်အေးချမ်းမှုပင်ချအောင်ငါးကင်တုတ်ချင်အောင်ငါကင်ငါးကင်တုတ်တဲ့အခြေအတွေကိုလည်းမပြောဆိုရပါဘူးတဲ့နောက်တဲ့နံပါတ်၄ချက်ကဘာလဲဆိုတော့တန်ပဖလာပကျိုးအမက်ဒီအချီနီတော်စကားမဟုတ်မမှန်မှုအကျိုးလည်းမရှိဘူးလူတွေလည်းမနစ်သက်ဘူးအဲဒီလိုမျိုးအကျိုးမရှိအသိဖြစ်သောအချီနီတော်စကားတွေကိုလည်းမပြောဆိုရပါဘူးတဲ့ဒါကတော့ဒါဝစီဒူးစရိုက်တရား၄ပါးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့လူငယ်နဲ့မိတ်ဆွေတွေစကားပြောဆိုတဲ့နေရာမှာ အဲတတိပြုသင်ကျင်ရမယ်ရှောင်ကျင်ရမယ်စကားတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ရဲ့ဟောကြားချက်တွေကိုမျှဝေပေးသွားခဲ့ခြင်းပဲဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကကျွန်တော်လူငယ်နဲ့မိတ်ဆွေတို့တန်ဖိုးရှိတဲ့အကျိုးရှိတယ်ဆိုတော့ comment မှာ yes လို့ရေးပြီးတော့ like and share လေးလုပ်ပေးသွားအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်လိုက်ကုပ်စာနေပေါင်းမှာအောင်မြင်ပျော်ရွှင်သောနေ့လေးဖြစ်